အလုံးမဲမင်္ဂလာပါဗျာကောင်းစံတဲ့ဒါနာမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့အညာဒေတာဘက်မှာနိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်အစိုးရအပြုံလိုက်တေချာရအောင်မြူဆိုလာတဲ့နိုင်ငံအောင်ပြောလာတဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒီမှာနိုင်ငံအောင်အရေးကြောင့်လည်းပတ်သက်ပြီးဘာတွေဘလို့မျှဝေထားသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးတာသုံးသက်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းစံတဲ့ဒါနာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ တော်လန်ရေးမှလည်းခံမှန်းပြီးသားဒီတော်လန်ရေးဒီအောင်းအောင်းပဲဒါပေမဲ့အနည်းနဲ့အမြန်ပေါ့ခင်ဗျားတို့ပြောရမှာကခင်ဗျားတို့သိကောင်းသိလိမ့်မယ် NUG အုပ်စုကဒီတောင်ပိုင်းတွေဝင်လို့များတော့အခုအိန္ဒိယဘက်ကနေပြီးတော့ကချင်ဘက်ကိုဝင်ဖို့လုပ်တယ်လှိုင်စာမှာပုံဖို့လုပ်တယ်ဒါကလွန်ခဲ့တဲ့၃နှစ်တည်းကကျွန်တော်တို့သိပြီးသားစကားတွေသိမပြောချင်ဘူးနော်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ဒီခင်ဗျားတို့လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအားလုံးကိုသုံးသပ်မယ် NUG ရောက်ရှိသွားတဲ့နေရာမှာစောက်ပြဿနာတက်တဲ့နေရာတွေပဲအခုတမူးမှာဘာကပါဆယ်ယောက်တက်ခံရတယ်အဲ့တမူးတို့ကလေးတို့ဆိုတာက ကျွန်တော်တို့ကတိမ့်လို့မရတဲ့နည်းမြေတွေလာရှုံမျိုးလိုပဲဂတိကဝတ်ရှိတယ်မြန်မာနိုင်ငံမှာဘယ်လက်နက်ကိုင်တိုင်းရင်းသားမှာဘယ်လက်နက်ကိုင်ပြိပခါမှာဖြစ်လို့မရတဲ့နေရာကကျွန်တော်ပြောခဲ့ပြီးသားလာရှုံရဲ့နော်ဘာထူးရဲ့နော်အဲ့ဒီကလေးတမှုဝရဲ့ဖြစ်လို့မရဘူးအဲ့ဒါစာချုပ်ရှိတယ်ကျွန်တော်အများနဲ့ပြောခဲ့ဘူးတယ်နော်အဲဒါတွေထားလိုက်တော့ကျွန်တော်အခုပြောပြမယ်ခင်ဗျားတို့အခုလက်ရှိတရားမျှတမှုလွတ်လပ်မှုဒီမိုကရေစီပေါ့ဗျာဖယ်ရယ်ပေါ့ဗျာပြည်တော်စုစိတ်သက်ပေါ့ခင်ဗျားတို့မျိုးမျိုးတွေတော့ခေါင်းစဉ်တက်ကြတယ် ဒါပေမဲ့ခင်ဗျားတို့ဝေဖန်ပိုင်းခြားတဲ့နေရာမှာအဆင်မပြေဘူးချို့ရတယ်ကပြည်သူကိုမိုင်းမတိုင်နဲ့ပြည်သူလူလူကတော့စာဖတ်ကတာပြင်းတဲ့ခါကျတော့ light တွေကိုပေါ့ဟိုဘက် light တွေဖတ်လိုက်ဒီဘက် light တွေကြည့်လိုက်ဟိုလူ light ကြည့်လိုက်ဒီလူ light ကြည့်လိုက်ဒါပြည်သူလူလူကတော့သူတို့ရဲ့စိတ်အစာဖြစ်နေတဲ့ဟာလေဟုတ်လားတော်လန်ရေးပုံမှာပဲဖြစ်ဖြစ်နိုင်ငံရေးပုံမှာဖြစ်ဖြစ်အရွေးတစ်ခုကိုသွားကျင်တဲ့စိတ်ဆန္ဒရှိရလူတွေပြောကျင်ခေါင်းစဉ်တက်ပြီးတော့တဲတဲ့ပြောတော်လန်ရေးတစ်စုံလုံးကိုတော့စော်မကားနဲ့တော်လန်ရေးမှာတကယ်လုံနေတဲ့လူတွေအများကြီးရှိတယ် အဲ့တော့ပြောချင်တယ်ခင်ဗျာကလားလိုင်ဝင်းပေါ့ဗျာအချားကလောင်ပေါ့အချောင်ကလားပေါ့သိတယ်မလားခင်ဗျားတို့ပြည်ပမှာနေပြီးတော့ခင်ဗျားတို့တွေကဒီမှာဘလူတွေဘလူတွေလုံနေရတယ်ဆိုတာခင်ဗျားတို့ကိုချင်းစာစိတ်မရှိဘူးကိုချင်းစာတရားလည်းမရှိဘူးအဲ့တော့ဟိုခင်ဗျားဟို KNU ကိုမပေးဘူးလို့ KNU ကိုမပေးဘူးဟိုလူမပေးဘူးဒီလူမပေးခင်ဗျားအမေရင်ပိုင်လာတဲ့နေမျိုးတခုမှမရှိဘူးအမြဲမှလားခင်ဗျားတို့ဒီနိုင်ငံမှာတိုင်းသားလူမျိုးပေါင်းစုံနေတယ်အဲ့တိုင်းသားလူမျိုးပေါင်းစုံတဲမှာမှချင်းနဲ့ရှမ်းပြည်တို့ကိုကျွန်တော်တို့ယင်လေးတယ်ဗမာတွေရဲ့ချင်းတွေရဲ့ရှမ်းတွေရဲ့အတွက်ကျွန်တော်တို့ယင်လေးတယ်ကျန်တဲ့ကိစ္စကျွန်တော်ခေါင်းထဲသိပ်မရှိဘူး ်ကန်ယူသည်သူ့လို့သူ့လို့နေတယ်အိုးတရက်ကဆိုဒီမှာလူကြီးတွေလာသွားတယ်ဘယ်သူမှတော့မသိဘူးဘယ်သူမှတော့မသိဘူးဘယ်ကောင်းမှတော့မသိလိုက်ဘူးလူကြီးတွေလာသွားတယ်အားလုံးကကိုလုတ်ကိုလုံနေကျွန်တော်လည်းကျွန်တော်လည်းလုံကျွန်တော်ကျွန်တော်ရှိရဖြတ်သွားတာပဲဒီမှာဖြတ်သွားတာကားတိုင်းနဲ့ကိုလုတ်ကိုလုံနေကျွန်တော်လည်းသတင်းရတာပဲဗမာလူစောက်ချင်းရှိတဲ့ကောင်တွေဆိုရင်ဖားဖားရရနဲ့ဖူဖောတို့ကအဲ့မှာဥက္ကရာတို့ကအကုန်ပါတော့တွေးလို့ရတာပဲတချို့ကတွေကျွန်တော်တို့မှအဲ့လိုစိတ်ဓာတ်မရှိဘူးကျွန်တော်အဲ့ဓာတ်ပုံတွဲရိုက်တာတော့မိသက်ဆက်တာတော့မရှိဘူးကိုလုတ်ကိုလုံကြတာအားလုံးကကျွန်တော်ကရင်ပြည်နယ်မှာကရင်နယ်ကကိုလုတ်ကိုလုံကြတာသိလား ကျွန်တော်တို့ဗမာတွေလိုဖင်ရားပြီးတော့ဟာလူကြီးလာရင်ကောင်းကောင်းဝတ်စားပြီးတော့ဟာတွားပြီးဓာတ်ပုံတွားရိုက်တွဲရိုက်ဟိုလူနဲ့မိတ်ဆက်ဒီလူနဲ့မိတ်စိတ်ဝင်စားဘူးကျွန်တော်တို့ကရင်တွေကစိတ်ဝင်စားဘူးကိုယ့်လိုကိုယ်လုံးနေရတာကိုယ်တောင်ဝင်ကိုယ်ထမ်းနေရတာအရန်ပင်ပန်းနေအရန်လုံများတယ်အဲ့တော့ပြောချင်တာတခုပဲပြောချင်တာတခုပဲခင်ဗျားတို့ဒီတိုင်းပြည်ပေါ်စေတနာရှိသလားခင်ဗျားတို့ပြည်ပမှာနေနေတဲ့ကောင်တွေအကုန်လုံးပညာရက်ကိုစီတက်ကြတဲ့လူတွေကြီးပဲ ဘာလို့ကြုံခံနေတဲ့လူချင်းချင်းကိုကြုံကြုံချင်းအောင်မှနိုင်ငံခြားကြုံတဲ့ဗမာကြုံပဲရှိတယ်။ဗမာတွေအုပ်ချုပ်နေတဲ့ဗမာစစ်စစ်ပိုင်းအစိုးရတွေဗမာစစ်အာဏာရှင်တွေနော်ဗမာ liberal တွေနော်အာတပုံကြီးမြန်မာနိုင်ငံမှာအုပ်ချုပ်သွားတာဗမာတွေများတယ်မြန်မာနိုင်ငံမှာအုပ်ချုပ်သွားတာဗမာတွေများတယ်အဲ့လိုလူတွေအောက်မှာကျွန်တော်တို့နေနေရတာကြုံမဲ့ကျွန်တော်တို့လည်းကြုံဖြစ်နေတာကြုံဖြစ်နေတဲ့အတွက်ကြုံဘဝကိုမခံကျွန်တော်တွန်းလှန်နေကြတာဒါအပေါ်မှာခင်ဗျားတို့ကနိုင်ငံခြားမှာကြုံခံပြီးတော့ခင်ဗျားတို့ကားကောင်းစားကြီးစီးတာတို့ဟိုအိမ်ကြီးကောင်းစားကြီးဝယ်တော့စိတ်ဝင်စားဘူး မြန်မာနိုင်ငံမှာဘွဲဘယ်နဲ့ဘွဲပဲရရဘာမှဒီပလိုမာပဲရရဘာပဲရရမာစတာတန်းပဲတက်တက်ဘာပဲရရခင်ဗျားတို့နိုင်ငံခြားရောက်ဆိုင်ခင်ဗျားတို့ကအဲ့ဒီကောင်တွေဆက်ဆန်တာခလေးအစင်းနဲ့ဆက်ဆန်တာကျွန်တော်တို့အကုန်သိတာပေါ့ကျွန်တော်တို့ထောင်လေးအထွက်တိုင်းကျွန်တော်ခဏခဏနဲ့ပြောရတယ်ကျွန်တော်တို့ဆိုထောင်ကအထွက်တိုင်းကိုကျွန်တော်တို့နိုင်ငံသားသွားဖို့တော့ပို့ပေးဖို့တော့မြန်မာနိုင်ငံမှာမနေဖို့တော့ကိုအမျိုးမျိုးစုံနဲ့ခေါ်တယ်ပို့ပေးမဲ့လူလည်းရှိတယ်စိတ်ကိုဝင်စားတယ်ကျွန်တော်စိတ်ဝင်စားဘူးကျွန်တော်တို့စိတ်ဝင်စားဘူးကျွန်တော်တို့စိတ်ဝင်စားဘူးကျွန်တော်တို့စိတ်ဝင်စားတာတခုပဲရှိတယ်ဒီနိုင်ငံမှာရှိတဲ့တိုင်းသားလူမျိုးပေါင်းစုံဘယ်လိုလွတ်မြောက်အောင်ကြိုးစားမလဲ ဘလို့ကဲတင်နိုင်မလဲမစဉ်းစားမှာခင်ဗျားတို့ UNG အစိုးရကအခုချင်းကနေတဆင်အိန္ဒိယနဲ့တဆင်ချင်းချင်းကနေပြီးတော့ကချင်ဘက်ကိုဝင်မယ်ပေါ့ဗျာရုံးနေခြေဆိုင်မယ်ပေါ့ဗျာစောက်ပြဿနာကြီးရှိတယ်နော်မင်းအွန်လိုင်းခင်ဗျားတို့ရဲ့လေတယ်လို့ကျွန်တော်ပြောခဲ့ပြီးမင်းအွန်လိုင်းကခင်ဗျားတို့ရဲ့လေတယ်မင်းအွန်လိုင်းလုံးမဲ့အကွက်တွေလည်းကြိုးမြင်တယ်လို့ခင်ဗျားတို့ဒီဘက်ကရှိနေတဲ့လူတွေရဲ့လောက်ွက်တွေလည်းကျွန်တော်တို့သိတယ်မပြောတာလည်းချုပ်ကိစ္စတယ်ဒါတော့ပဲကျွန်တော်တို့ပြောချင်တယ်မကြခင်ချိန်တော်တွေမှာခင်ဗျားတို့အညာဒေသနဲ့ခင်ဗျားတို့ချင်းပြည်နယ်ရဲ့အညာဒေသစကိုင်းပေါ့ဗျာအထူးသဖြင့် နိုင်ငံရေးလှုပ်ချမှုတွေတော်လိုင်းလှုပ်ချမှုတွေပေါ်လာအောင်မှာပေါ်လာအောင်မှာအများကြီးဖောဖောတိတိပေါ်လာအောင်မှာမပူနဲ့အဲ့လိုအစူလိုက်ပြောနေတက်ဖြတ်တာဘယ်ကောင်လှုပ်လို့လှုပ်မှန်းမသိတာပေါ်လာအောင်မှာမပူနဲ့ကြိုတွက်ထားပြီးပြီအဲ့တော့ပြောချင်တာကအများဟိုဟိုကချင်ရတဲ့ဓမ္မဥချမြေတို့ကရင်ရတဲ့ဓမ္မဥချမြေတို့ခင်ဗျားတို့ပြောပြမယ်1982ခုနှစ်ကနေပြီးတော့84ဥပဒေပေါ်ဖို့အတွက်မဆာလာပါတီပေါ်ဖို့အတွက်ကိုနေဝင်းကတတ်မှတ်ခဲ့တဲ့မြေပုံကြီးကြည့်ပြီးတော့ခွေးတကားမပြောနဲ့ နော်နေဝင်းကတတ်မှတ်ခဲ့တဲ့မြေပုံကြီးကိုကြည့်ပြီးတော့ခင်ဗျားတို့မတတ်မှတ်နဲ့အဲ့ဒါအဆင်မပြေဘူးတမိုင်းရှိတယ်လူမျိုးရှိတယ်လူဦးရေရှိတယ်တမိုင်းရဲ့လူမျိုးရဲ့လူဦးရေရဲ့နော်ပြည်တော်စုစိတ်သက်ဆိုတာတမိုင်းရဲ့လူမျိုးရဲ့လူဦးရေရဲ့အတိုင်းတာအာမြန်မာနိုင်ငံမှာ1948 1949 1952ခုနှစ်တိတကောင်စင်းဥပဒေအရဘယ်တိုင်းရင်းသားလူမျိုးကအများဆုံးလဲဆိုတာမြန်မာနိုင်ငံမှာတေချာပြန်စဉ်းစား ဘာမှပြီးရင်ဘယ်တိုင်းရင်းသားကအင်အားအများဆုံးလဲဆိုတာစဉ်းစားတော့ခင်ဗျားတို့ခွေးစကားတော့တိတ်မပြောနဲ့တိတ်အဆင်မပြေဘူးရခိုင်နေအလုံးစုံမလွတ်မြောက်သေးဘူးကရင်နေအလုံးစုံဘယ်သူမှအလုံးစုံမလွတ်မြောက်သေးဘူးအလုံးစုံမလွတ်မြောက်တဲ့အချိန်မှာအခင်ဗျားတို့ပြည်သူကိုအစိတ်ခတ်တဲ့ပြဿနာတော့ကျွန်တော်တို့လက်မခံဘူးနော်ဒါဒီကျွန်တော်တို့ပြောချင်တယ်။နောက်တော့ကိုငင်းချောင်းအနေနဲ့လည်းကျွန်တော်တို့ကဆူနေခဲ့ဘူးလေ။ဟိုရင်ထဲကတချို့နိုင်ငံရေးကိစ္စတွေပါရီအဆပေါ့ဗျာ။ဆိုလိုချင်တာမျိုးကြီးတွေမသိနိုင်ဘူးဆိုတဲ့ကိစ္စတွေ။ထိမ်းချုံနိုင်ဘူးဆိုတဲ့ကိစ္စတွေ။ဒါတွေကကျွန်တော်တို့ကတော့မှန်တယ်လို့တော့ပြောချင်တယ်။သို့ပေမဲ့ 88နဲ့21နဲ့မတူတဲ့မတူညီတဲ့ခန္ဓာနှစ်ခုရှိတယ်အဲ့ဒါလေးတို့တော့ခင်ဗျားတို့ခြားပြဖို့လိုတယ်ခင်ဗျားတို့88ဆိုတာကလက်တင်ရဆိုတော့ခေါ်လက်တင်ရဆိုတော့ဆင့်ပြီးတော့နီးစက်ရចောင်းသားအများចောင်းသားအများစုเนาะနီးစက်ရចောင်းသားအများစုចောင်းသားအများစုဖွဲ့ပြီးတော့စုဖွဲ့ပြီးတော့ဟုတ်လားစုဖွဲ့ပြီးတော့ခင်ဗျားတို့တွေတော့ခုကြရတယ်ဗောဗျာတော်လန်ကြရတယ်ဗောဗျာတိုက်ခိုက်ကြရတယ်ဗောဗျာဟုတ်လားအဲ့တော့ဒီ27မှာပြည်သူတွေရောလက်နက်ကိုင်တဲ့ PDF တွေရော ိုင်းသားအေးအူအီအာတို့ရောအကုန်လုံးကတော်လန်ရေးသမားတွေပဲပြည်သူတွေပါပါတာတော်လန်ရေးရ27မှာ27မှာ88လည်းမတူတာကပြည်သူတွေပါပါတာပြည်သူတွေပါတော်လန်နေတာပြည်သူတွေကိုမစော်ကားနဲ့ခင်ဗျားတို့တော်လန်ရေးကိုစံပြအဖြစ်နဲ့ပြောမယ်ဆိုရင်တော့မှပြည်သူတွေဘက်ကိုထည့်ပြီးတွက်ဖို့တော့လိုတယ်အဲ့တော့နောက်တစ်ချက်ကိုခင်ကျော်တို့ဖန်ခါတယ်နေမေမရှိဘူးပါညာပါဗျာခင်ဗျားတို့ပြောတယ်ဟုတ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ NCA ထိုးခဲ့တဲ့နေရာမှာလည်းကျွန်တော်တို့မပါဘူးခင်ဗျားပြောရတဲ့နေရာမှာစစ်တပ်နဲ့ပေါင်းနေဆိုတဲ့စကားကြီးကတိတ်နာခါတယ် စင်ပြေဘူးလေနော်အဲ့တော့ပြောချင်တာတစ်ချက်ပဲရှိတယ်ကျွန်တော်တို့ဖန်ခံရတဲ့ကိစ္စကလည်း NUG စောက်သုံးမကြမှုနဲ့ကျွန်တော်တို့ရမပါနိုင်မှုကျွန်တော်တို့ရစောက်သုံးမကြမှုကြောင့်ကျွန်တော်ဖန်ခံတာ NUG ကလည်းစောက်သုံးမကြသူကျွန်တော်တို့လည်းစောက်သုံးမကြဘူးကျွန်တော်တို့မပါနိုင်တဲ့တော့ကျွန်တော်ဖန်ခံတာရှင်းတယ်နော်နေမြေမရှိလို့မဟုတ်ဘူးနေရာမရှိလို့မဟုတ်ဘူးနေမြေလည်းရှိတယ်နေရာလည်းရှိတယ်တော်လန်ရေးလောဘကြီးကိုကျွန်တော်တို့ဖန်ခံတာနော်ကျွန်တော်တို့ဖန်ခံတာတော်လန်ရေးလောဘကြီးတယ်ပေါ့ဗျာကျွန်တော်တို့ကတော်လန်ရေးလောဘကြီးတဲ့အတွက်ကျွန်တော်ဖန်ခံတာ အဲ့တော့နောက်တစ်ချက်ခင်ဗျားတို့ပြည်တော်စုစိတ်တဲ့ပတ်သက်ပြီးပြည်တော်စုပေါ်မှာအရန်ဆိုးရင်လည်းပူပန်တဲ့ဆိုးရင်လည်းပူပန်တဲ့ခင်ဗျားတို့စိတ်မကောင်းဘူးဆိုလို့ရှိရင်အကြံပေးတဲ့ပုံစံမျိုးနဲ့ပြောရမယ်ခင်ဗျားတို့ကပြည်တွင်းထဲမှာနေနေတာမဟုတ်ပြည်ပမှာနေတာပြည်ပမှာနေတာဖြစ်တဲ့အတွက်မဟုတ်လို့ပြည်ပမှာနေပြီးတော့ခင်ဗျားတို့စောက်ပစ်တင်လို့မရဘူးခင်ဗျားပြည်ပကနေစောက်ပစ်ပြောတဲ့ကောင်တွေလည်းကျွန်တော်တို့စောက်ထင်မကြည့်ဘူးနော်ပြည်တွင်းထဲမှာနေမြေပြင်မှာနေပြီးပြီးမြေပြင်ကအကြောင်းတွေကိုလေ့လာ နောက်ပြီးရင်စေတနာရှိရှိစေတနာပါပါနဲ့တိုင်းရင်းသားပြည်သူတွေပေါ်မှာအောင်းအောင်းမုံမုံဆက်ဆံစကားလုံးကအစရွေးချယ်တဲ့နေရာမှာကျွန်တော်တို့ကမိုက်တိုင်းမိုက်ရိုင်းတက်တယ်ယင်လဲယင်ကြီးတက်တယ်ဥပမေဥမာရတယ်လည်းပြောတက်တယ်เนาะကျွန်တော်တို့ပြောချင်တာကခင်ဗျားတို့စာဖတ်ပြီးပညာတက်ပြီးတော့မစင်းစားတက်ဘူးဆိုလို့ရှိရင်လည်းခင်ဗျားအဲ့ဒီလူကသုံးစားလို့မရဘူးစာတက်ပြီးပညာတက်ပြီးတော့မတွေးခေါ်တက်ဘူးဆိုရင်လည်းအဲ့လူကသုံးစားလို့မရဘူးစာတက်ပြီးပညာတက်ပြီးအာဒကြီးနေရင်လည်းအဲ့လူကသုံးလို့မရဘူးလူပတ်ဝန်းကျင်မှာအမြင်မဆန့်ဘူးအဲ့တော့ကျွန်တော်တို့ဒီစကားစာဖတ်ကနေပြီးတော့အစဉ်ကူးပြောင်းရေးကာလ အစိုးရတရားဖွဲ့စည်းမယ်။ NUG ဘက်ကလည်းဒီဘက်ကဂျာကာရာအစိုးရဆိုပြီးပြန်ပြင်ဆင်နေတာတွေရှိတယ်။ဘယ်ပြည်သူတွေကလက်ခံပြီးတော့ဘယ်တိုင်းရင်းသားတွေကလက်ခံလို့ခင်ဗျားတို့တွေဒီအစိုးရတွေဖွဲ့နေကြတာလဲ။နောက်ပတ်မေးခွန်းထုတ်ကမှာ။မင်းအောင်လာရွေးကောက်ပွဲကိုမဖြစ်မနေလုပ်လိမ့်မယ်။ရန်ကုန်ရဲ့မန်းလေးရဲ့နေပြည်တော်ရဲ့မှာသူရအောင်လုပ်လိမ့်မယ်။ရှမ်းပြည်လိုနေရာမျိုးပေါ်သူလက်ဆုပ်လက်ကင်လက်ကင်တို့ပေါ်တဲ့နေရာဒေသတရုတ်အာကိုတရုတ်ဖိနှိပ်ပြီးတော့တရုတ်ကနေဩဇာခံပြီးတော့ တရုတ်ပြောသမျှယုံပြီးတော့လုံးမဲ့ရှမ်းပြည်နယ်ပေါ့ပြည်တော်စုစစ်တပ်ကိုအခြေတည်မှုခဲ့တဲ့ရှမ်းပြည်ကချင်းလုပ်ကြီးဖြစ်နေတယ်။အဲ့ဒါကိုထည့်ပြောအောင်။အဲ့ဒီရှမ်းပြည်မှာမဲဆန္ဒနယ်လေအများကြီးပေါ်ပေါက်လာမယ်။မဲဆန္ဒနယ်လေအ ਨੇ ဆုံးမထွက်ဘူးဆိုရင်တော့မှ30လောက်ထွက်နိုင်တယ်။မဲဆန္ဒမြို့နယ်ပေါင်း30လောက်ထွက်နိုင်တယ်။မန္တလေးတိုင်းလိုဒေသမျိုးမဲဆန္ဒနယ်20လောက်ထွက်နိုင်တယ်။20လောက်ထွက်နိုင်တယ်။20 30ပေါင်း50ရန်ကုန်တိုင်းလုံးရန်ကုန်တမြို့လုံး58မြို့နယ်လို့သူတတ်မှတ်တယ်မလား။ အဲ48မြို့နယ်မှာ10မြို့နယ်ကိုလွှတ်ထားပေးဦးမြို့နယ်40ရှိတယ်မြို့နယ်40ရှိတယ်ဟုတ်လားမြို့နယ်40ရှိတယ်နော်မန္တလေးက20ဟိုဒါဆက်လာပြောရှမ်းပြည်ကခဏဟို30ရပောင်းရင်90ရန်ကုန်က40နဲ့60 ARV တိုင်းမှာ20တရား30 okay ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်နေပြီးတော့ကောင်းစီနယ်မြေမှာ600လောက်ကတော့တို့တို့ရမှာပဲ600လောက်ဒီကောင်တွေပိုင်မှာပဲဟုတ်ပြီနော်အဲ့လို600လောက်တို့တို့ပိုင်ပြီဆိုလို့ရှိရင်ခင်ဗျားတရားကြောပြီလေး ဟုတ်လားတရားကြော်ပြီလေနောက်ဘကိုးမျိုးဘကိုးတိုင်းလိုနေရမျိုးမှာတနတ်ပင်လိုမဲဆန္ဒနယ်တွေဘကိုးတိုင်းလိုနေရမဲဆန္ဒနယ်တွေအဲ့မဲဆန္ဒနယ်လေးရလေးနေရလေးနေရလေးနေရစုဖွဲ့ရင်ဘကိုးဘကိုးတိုင်းတိုင်းလုံးမှာသူတို့အတွက်အ ਨੇ စုံမဲ20ပဲထက်ရအောင်ဖွဲ့စည်းပုံအခြေခံဥပဒေရခင်ဗျာဒီကောင်အစိုးရဖွဲ့လို့ရတဲ့ပုံစံမျိုးကိုတက်ရောက်နေတယ်အာဆီယံဩဇာကံတို့ဟိုထိုင်းဩဇာကံတို့မလေးရှားဩဇာကံတို့မပြောနဲ့ ငါလို့မှသာလိုင်ဝဲနော်ဘယ်ကောင်မှဩဇာမခံဘူးမဖြစ်မနေမလို့တန်တမန်နီးလန်းရပေါင်းနေတာဘယ်ကောင်ကစစ်တိုက်ခိုင်းလို့မှတိုင်းသာစစ်တိုက်တာမဟုတ်ကိုယ်ဆန္ဒကိုယ်သဘောထားကိုယ်လွတ်ခွင့်ကိုယ်မှန်ကိုလက်နဲ့ဆွဲတိုင်ပြီးတော့ကိုယ်အချိန်ခါရောက်တိုက်တာပဲမင်းတို့ KNU တက်မှခွနေကိုဆဲလိုက်ကြတာအာ NCA ပါဖားရိုက်တယ်နွားရိုက်တယ်ဟာလားအာဖားကိုက်တယ်နွားကိုက်တယ်ကွန်ဝါတယ်ဗာဖြစ်တယ်ညာဖြစ်တယ်အိတ်တယ်ပေါ့ကွာအစရှိတပြည့်မင်းတို့ UNG ဆိုရစပြီးတော့မဲဆောက်ချင်းမိုင် နောင်ဘွားမှာစတဲ့တော့ကလေ CSO နဲ့ NGO နဲ့ project သမားတွေခိုင်းစားတာခံခဲ့ရတာကွာ အဲ့ဒီတော့ကရန်ကုန်မှာပြန်ဆောင်ကြမယ်လို့အာဟိုကမ်ပိန်းတွေဒီကမ်ပိန်းတွေခေါင်းစဉ်အမျိုးမျိုးတက်တာအဲ့ CSO ခေါင်းစဉ်တွေသုံးနှစ်လုံးလုံးအဲ့ဒီ CSO မှာရှိနေတဲ့မဲဆောက်တို့ချင်းပိုင်တို့မှာရှိတဲ့မအေလိုးတွေကိုခေါ်ပြီးတော့ဖက်နက်ခေါ်ရိုက်မိကြည့်အဲ့ကောင်စောက်တန်ထွက်လာလိမ့်မယ်မင်းတို့ UNG ကနေရော project ပေါင်း100ကျော်ထွက်ခဲ့တဲ့ project ပေါင်းခေါင်းစဉ်အားလုံး80ရာခိုင်နှုန်းလောက်ကအဲ့ CSO တွေလိုင်းရိုင်းတက်လာတာ CSO line ဆိုတာခင်ဗျားတို့ကိုယ်တိုင်လည်းနေဆက်မှာနေအတော်ထဲမှာနေပြပြပြပောက်ထွက်ပြေးခင်ဗျားတို့လည်းပြပြအစ်စ်ဆိုတာခင်ဗျားတို့လည်း ငါများတို့ပြည်ပမှာနေပြီးတော့ငါတို့တော့ဘယ်လိုလုပ်ခဲ့တာမပြောနဲ့စိတ်ဝင်စားဘူးဒီခေတ်ကလေးတွေကြီးကြီးဆက်တွေစိတ်ဝင်စားဘူးခင်ဗျားတို့ဂျင်လီတွေပြောတဲ့စကားကိုစိတ်ဝင်စားဘူးကြီးဆက်တွေကကြီးဆက်စိတ်ဝင်စားဘူးဘာလို့စိတ်ဝင်စားဘူးလဲဆိုတော့ယနေ့ကာလကယနေ့ကာလကမျိုးချစ်စိတ်တစ်ခုတည်းနဲ့ရှင်သန်နေရတာနည်းမြေမရှိဘူးဆိုတာတိုင်းရင်းသားနည်းမြေမပေးစရာအကြောင်းမရှိဘူးတိုင်းရင်းသားတွေကိုတချို့တရားမှာပြောကြတာရှိတယ်ငါတို့လက်နဲ့ကန်ခိုင်းပြီးတော့ငါတို့နေရာပေးပြီးတော့ငါတို့သေခိုင်းနေဆိုတာတခါတခါကြတော့လေနည်းနည်း ဟိုလူဘာဝသလားလို့ကျွန်တော်တို့စိတ်မှလည်းပြန်ခန်းစားရတယ်ကျွန်တော်တို့လည်းဗမာပါပဲဟိုဖားရစရာဘာစောက်ချောင်းမှမရှိဘူးအဲကျွန်တော်တို့မှားမှန်မှန်ပြောတာပဲကရင်မကလို့ကလားပဲဖြစ်ဖြစ်ရခိုင်ပဲဖြစ်ကျွန်တော်ပြောမှာပဲဒါကကျွန်တော်တို့ရဲ့စိတ်ကြကျွန်တော်တို့ရဲ့ကျွန်တော်အမှန်တရားလိုချင်တာကျွန်တော်အမှန်တရားလိုချင်တာအမှန်တရားပဲဖြစ်စီချင်တာဘာလို့ဆိုတော့ကျွန်တော်တို့ဒီတိုင်းရင်းသားဒေသမှာလာအချိန်မပြည့်ဘူးဆိုရင်ကျွန်တော်လက်နက်ကင်တော်လိုင်းလို့လို့မရဘူးကျွန်တော်တို့ဗမာပိုင်းမှာအညာမှာထမ်းပင်တွေပဲရှိတယ်ဗျအညာမှာထမ်းပင်တွေပဲရှိတယ်အကြီးဆုံးခြုံပုတ်ကခင်ဗျာကန္တရာစူးပင်ပဲရှိတယ်ကျွန်တော်တို့အညာမှာ၄နှစ်လောက်ထောက်လိုင်းရေးလို့လာတာ နော်ညာဒေသမှာကျွန်တော်ခြေဆန့်ပြီးထောက်လိုက်လို့ဒါ၄နှစ်လောက်ရှိတယ်ခင်ဗျားတို့အဲနေမြေဒေသအကောင်းဆုံးနေရာကိုပြပါဆိုစကိုင်းတိုင်းဒေသမှာဆိုရှင်ခင်ဗျားပင်လယ်ဘူးကဆင်းလာပြီးကောလင်းကြော်လာပြီးအင်းတော်ကနေကြော်လာပြီးအင်းတော်ကနေပဲကောလင်းကောလင်းဆိုတာဒါစုံချက်အဲကောလင်းကနေကြော်လာပြီးလို့ခင်ဗျားတို့ဒီရွှေဘောဘောက်ရောက်လာပြီးဆိုရင်ရွှေဘောကနေဆက်ပြီးတော့ဟိုဘက်အားလုံးကခင်ဗျားစကိုင်းထီကတကွင်းကြီးပဲဘာမှဟိုတောင်ကမှုလည်းမရှိဘူးချုံဖို့ကောင်းကောင်းလည်းမရှိဘူးခိုးနားစရာအာကြီးွယ်မြက်ွယ်လည်းမကောင်းဘူးဒါတွေကကျွန်တော်တို့သိတယ် ကြည်ွယ်မျက်ွယ်လည်းမကောင်းဘူးယနေ့အချိန်ကြီးအဲ့လိုကြည်ွယ်မျက်ွယ်မကောင်းအဲလုံခြုံမှုမရှိတဲ့နေရာမှာတော့မပီတဲ့တွေစိုးမိုးနိုင်တာကကျွန်တော်တို့တော့ဂုံယူစရာခင်ဗျားတို့စစ်စစ်နဲ့မတူတဲ့မတူညီချက်ကအားလားခင်ဗျားတို့နိုင်ငံရေးစီရေးတုံးတက်တဲ့နေရာမှာဟိုမြို့သိမ်းပါလားဒီမြို့သိမ်းပါလားမပြောနဲ့သိမ်းကျင်တာပေါ့ကျွန်တော်သိမ်းကျင်တာပေါ့ကျွန်တော်မြို့သိမ်းကျင်တာပေါ့ ျွန်တော်နောက်ကြောမလုံမဲနဲ့ကျွန်တော်အရှိခုံလို့မရဘူးလေဒါစစ်ရဲ့သဘောတရားကိုခင်ဗျားတို့နားလဲတယ်ဆိုရင်စစ်အကြောင်းကိုခင်ဗျားတို့စစ်ကိုယ်တိုင်ခင်ဗျားတို့ကိုယ်တိုင်လည်းစစ်တွေတိုက်မှုနဲ့ထောင်တွေလဲကြဘူးလေခင်ဗျားတို့တန်ရုံးတွေဝင်စီးလဲထိလဲခင်ဗျားတို့လုတ်ခဲ့မှုလေခင်ဗျားတို့ကိုယ်တိုင်ကကိုချင်းစာတရားမရှိရဲအတ္တသမားတွေနဲ့အတ္တစကလုံးတွေဟိုစမ်းတင်ပြီးတော့တော်လိုင်းပုံမှာအားမရတာကျွန်တော်တို့လည်းအားမရဘူးကျွန်တော်တို့လည်းအားမရဘူးဒါပေမဲ့ကျင့်တတ်တယ်ကျွန်တော်အားမရဘဲနဲ့ကျင်တယ်ဘာလို့ဆိုတော့ကျွန်တော်တို့ဗမာလူငယ်တွေကျွန်တော်ဗမာလူငယ်တွေမြေပြတ်မှာနေပြီးတော့ ကြည်ွယ်မျက်ွယ်မကောင်းမဲနဲ့တောင်းကမှုတွေမရှိဟာလင်းလိုင်းဟိုကျွေးတူးပြီးပုံဒီကျိုးတင်းမှုအညာဒေသမှာကျွန်တော်တို့စိုးမိုးနိုင်တာကွာဒါကုန်ယူစရာအညာမှာကျွန်တော်တို့သင်တန်းပေးရတဲ့သင်တန်းသားတွေမကွေးစကိုင်းမှာအများကြီးပဲအခုချိန်တက်မှုကောင်းနေတက်ဖွဲ့ကောင်းနေဖွဲ့ပြီးတော့သူတို့ဘာသူတို့လှုပ်ရှားနေတယ်အများကြီးပဲကျွန်တော်တို့လည်းမပန်ပိုးနိုင်တဲ့အတွက်စိတ်မကောင်းဘူးကျွန်တော်တို့ကသင်တန်းနဲ့အဲလုပ်ရည်ကိုင်ရင်နဲ့ဒါခေါင်းဆောင်စိတ်တက်ပဲသင်ပေးလိုက်တာကျန်တာသူတို့ဘာသူတို့စီမံတယ်သူတို့ဘာသူတို့ဥဆောင်တယ်ဖလန်းမျိုးသိမ်းတိုက်ပွဲတွေလည်းပါတာပဲအကုန်လုံးပါကြတာပဲဟုတ်လား အဲ့တော့ပြောချင်တာခင်ဗျာခင်ဗျားတို့ပြောနေတဲ့ဇကားတွေကတော်လည်းအားမရဘူးပါညာခင်ဗျားတို့မင်းအောင်နိုင်ရဲ့အကြောင်းကိုပြန်ပြီးရောလေ့လာ NUG ရဲ့အကြောင်းကိုပြန်ပြီးသုံးသပ်အဲ့ဘက်မှာအားနေချက်အားသာချက်တွေကိုကိုပြည်သူကိုရှင်းပြပြည်တော်စုစိတ်သက်ဆိုတာကကိုနေမြေကိုသိမ်းပြီးတော့ကိုဥပဒေကိုရှိရတယ်ဗျခင်ဗျားတို့ကိုဥပဒေကိုရှိပြီးတော့ကော်တူးလေးဥပဒေဗျဟုတ်လားကော်တူးလေး unit ဖြစ်သွားပြီကော်တူးလေးဥပဒေတတ်မှတ်ပြီကော်တူးလေးဥပဒေတတ်မှတ်ဖို့ကော်တူးလေးဥပဒေကိုဘယ်နိုင်ငံကလက်ခံပါလဲ ခင်ဗျားတို့ဆုံးမပြောလို့အာဆီယံဩဇာကံလို့ထိုင်းဩဇာကံလို့ဟိုဩဇာကံလို့ပြောရအောင်တရုတ်ဩဇာကံလို့ပြောအောင်ဘယ်နိုင်ငံကတန်တမန်နီလန်းအရာကျွန်တော်တို့တိုင်းရင်းသားတွေကိုလက်ခံသေးလို့လဲခင်ဗျားအခုထိုင်းဘက်မှာကြောင်းတက်နေတဲ့ကလေးတွေဗမာမတ်ပုတ်တွေနဲ့ပဲလက်ခံတယ်အရင်ဆုံးလဝကစီးကိုအရင်ဆုံးပြောရမယ်တန်တမန်နီလန်းအရာလဝကစီးရလောက်ကစီးကိုကော်တူလေး unit ဖြစ်ခဲ့ရင်တော့မှကော်တူလေးမှတ်ပုံတင်ကိုထိုင်းကအတိမတ်ပြုတ်မယ်အာဆီယံအတိမတ်ပြုတ်မယ်ဆိုမှကျွန်တော်ကုံတွေခွင့်နေတန်တမန်နီလန်းတွေတရားဝင် ပြုတ်လို့လို့ရမှာ အဲ့ဒါတွေကိုခင်ဗျားတို့နားလည်လားကျွန်တော်တို့တိုင်းရင်းသားအများကြီးကြိုးစားအောင်မယ်တိုင်းရင်းသားဘက်ကိုကိုကျင်းစားကျွန်တော်တို့တိုင်းရင်းသားဘက်ကိုလိုက်ပြောနေမှာတိုင်းရင်းသားနှစ်ပေါင်း80ကျော်300ကျော်ခင်ဗျားတို့ပြောခဲ့တယ်က30ကျော်တွေ80ကျော်တွေတိုင်းရင်းသားတွေအများကြီးကြိုးစားအောင်ပါအဲ့ဒီပုံမှာခင်ဗျားတို့ကချော်လဲရောတိုင်းနဲ့တော်လန်ရေးကိုအားမရသလိုလိုတော်လန်ရေးကိုမကျင်တတ်သလိုလိုခင်ဗျားတို့စောက်သုံးမကြတဲ့ခက်ကကုန်သွားပြီယနေ့လူငယ်တွေကိုကိုကျင်းစားပါလူငယ်တွေရဲ့ဘဝကိုမြင့်တင်ပေးပါလူငယ်တွေကိုလမ်းပြပေးပါလူငယ်တွေအားရှိစေမဲ့စကားလုံးတွေကိုပြောပေးပါလူငယ်တွေကျင်တတ်လောက်မဲ့အခြေအနေမျိုးတွေကိုတုံ့တက်ပြပါ ခင်ဗျာမရောက်နဲ့ရွေးကောက်ပွဲမဖြစ်မနေလုပ်ပြီဟုတ်ပြီခင်ဗျားတို့လှိုင်ဝင်းပြောခဲ့သလိုထိုင်းဩဇာကံလို့မလေးရှားဩဇာအာဆီယံကအတိမတ်ပြုတ်လိုက်မယ်တရုတ်ပထမဆုံးတရုတ်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲဖို့အတွက်တရုတ်ပညာရှင်တွေကဘမစောက်ပိန်းနေနဲ့ပေါင်းပြီးတော့ညောင်နေပင်မှာညောင်နေပင်ညီလာကံမှာတည်ပြုခဲ့တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေဒါတော့နာခက်ကောင်းလို့ကျွန်တော်တို့မြန်မြန်ဆန်ဆန်ဒီဖွဲ့စည်းပုံကြီးပြီးသွားတာပါဗျာဒါတရုတ်စိတ်ကြိုက်ဆွဲခဲ့တဲ့ဥပဒေသူတို့ကြိုးကန်လို့ရအောင်အိန္ဒိယနိုင်ငံတရုတ်ကြိုးကန်လို့ရအောင်ဟုတ်လားတရုတ်ရဲ့အကျိုးစီးပွားတွေကိုတလားကမြအစိုးရရုပ်မာလို့ရအောင် လှုပ်ချင်တိုင်းလှုပ်လို့ရအောင်ကြိုးကင်ထားတဲ့ဥပဒေကြီးအဲ့ဒီဥပဒေကိုတရားပြန်လေ့လာအဲ့ဒါအရင်ကြီးကြည့်တယ်အခုအချိန်ဒီခင်ဗျားတို့ NUG အစိုးရဟုတ်လားဒီဘဲမှာဖြစ်သွားတယ်ခလေးတွေကိစ္စထားပါတော့ဗျာဟုတ်တာလားမှန်တာလားမှန်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 ဒါကတော့ကျွန်တော်တို့ကတော့ဘာမှတော့မပြောဘူးထားတော့ဒါတော်လန်ရေးရတော့တော်လန်ရေးကာလမှာအဖိတ်စင်နဲ့အထိကိုက်တော့ရှိမယ်ဒီပုံမှာကျွန်တော်တို့ပြောချင်တာကဝန်ထမ်းချင်းထိမ့်မဲ့အလံနိုင်ငံတော်အလံကိုလေးပြုတ်တာမနေ့တနေ့မှာသခိုင်းနဲ့မန်းလေးမှာဖြစ်သွားတဲ့ငလင်တန်ကို နိုင်ငံတော်အတိမတ်ပြုဝန်ထမ်းချင်းအထိမ်းအမှတ်ကိုနာဆကအစိုးရကနေပြီးတော့နော်ခင်ဗျားတို့အဲ့ဒီဝါစိန်ညီနဲ့နော်ဝါစိန်ညီဆိုတာကအာဒါဒါဒါ SCGUB လက်ထက်ကဒါတိုင်းသားကြီးအားလုံးလက်ခံသဘောတူတဲ့ပြည်အောင်စုအလံအဲ့ဒီလံကိုတန်းရွှေတို့ခိုးရတာတိန့်စိန်တို့ကမိတ်တို့ကူရတာရွှေမန်းတို့ကအကြံပေးတာနော်အဲ့ဒီလံကိုယူသုံးလာတယ်ခင်ဗျား UNG ဆိုရကလည်းဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေတွေကပါတဲ့အလံနဲ့ပဲခင်ဗျားတို့တွေအလေးပြုတယ်။အဲ့တော့ခင်ဗျားတို့က2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတိအမှတ်ပြုတယ်။ခင်ဗျားတို့ကိုယ်တိုင်ကပြည်တော်စုပြည်တော်စုပြည်တော်စုလို့ပြောရင် နော်ခင်ဗျားတို့ပြည်တော်စုပြည်တော်စုဆိုတဲ့စိတ်ဓာတ်ကိုပြောကြည့်ရင်ကိုပိုင်အလံရှိရတယ်ဗမာဒီမှာဗမာလဲကိုပိုင်အလံကျွန်တော်မသိလို့မေးတာဗမာဒီမှာကိုပိုင်အလံရှိသလားကရင်နေမှာကရင်ကိုပိုင်အလံရှိတယ်ချင်းနေမှာချင်းကိုပိုင်အလံရှိတယ်ကချင်နေမှာကချင်းကိုပိုင်အလံရှိတယ်ရခိုင်နေမှာဒါမနေ့တနေ့ကမှပေါ်လာတဲ့ရခိုင်နေမှာရခိုင်အလံတော်ရှိတယ်ခိုင်မာသွားပြီမွန်နေမှာမွန်နိုင်ငံတော်အလံရှိတယ်မွန်လူမျိုးတွေကအတိမပြူလာတဲ့မွန်တနိုင်ငံလုံးမွန်ပြည်နယ်တပြည်နယ်လုံးကတတ်မှတ်ထားတဲ့သူတို့ရဲ့နိုင်ငံတော်အလံရှိတယ်ရှမ်းပြည်နယ်လည်းဒီတိုင်းပဲရှမ်းအလံရှိတယ် မနော်ကချင်ရောရှမ်းကောင်အကိုးကောင်ဘာဝပေါ့ဗျာသူတို့အလံတွေသူတို့ရှိကြတယ်ဟုတ်လားပလောင်တော်ရှိသေးတယ်ဗျာခင်ဗျားတို့ပြောတဲ့ပလောင်တို့တီအန်လန်လေးလည်းရှိတာပဲနော်ပအိုးတွေလည်းရှိတာပဲဟုတ်လားခင်ဗျားတို့ပြောတဲ့ခုံစာခုံးကတို့အုပ်စုတွေပါတယ်ပေါ့ဗျာခင်ဗျားတို့ပြောတဲ့ခင်ဗျားတို့တိုင်းရင်းသားကစကားဆနဲ့ပဲပေါင်ပေါင်သူ့ပိုင်တော်လန်မဲတော်လန်လန်သူတို့ရဲ့ကိုပိုင်အလံရှိတယ်သူတို့ရဲ့ကိုပိုင်အလံရှိတယ်ခင်ဗျားတို့ဗမာတွေမှာကိုပိုင်အလံရှိသလားကျွန်တော်လည်းဗမာပဲကျွန်တော်မသိလို့မေးတာဗမာတွေမှာကိုပိုင်အလံရှိသလား တဆိတ်ရှိ2008ဖွဲ့စည်းပုံအလံကိုပေးဖြတ်လိုက်တဆိတ်ရှိ2008ဖွဲ့စည်းပုံအလံကိုပေးဖတ်ပေးဖတ်လိုက်နေအဆင်မပြေဘူးလေကိုဘောင်ကိုပြန်စဉ်းစားကြပါငါတို့လောက်တာမှန်လားမှားလားငါတို့ဘာတွေလိုအပ်နေလဲငါတို့ဗမာလူမျိုးစုဟုတ်ပြီငါတို့ဗမာလူမျိုးစုမှာဘာတွေအားနေနေလဲတိုင်းရင်းသားတွေဘာတွေအားသာနေလဲငါတို့ဘာတွေလိုအပ်ချက်ရှိသလဲကိုကိုကိုသုံးသက်ကြအကြံပေးကြတခါတခါကြတော့လဲဟိုသတင်းတွေကြည့်ရင်လည်းကိုဘောင်ကိုအေးဆေးနေခြင်းလဲဒါတက်တယ်ပြောရကိုဘောင်ကိုအေးဆေးနေခြင်းလဲဒါပေမဲ့ဟိုမလိုလားအပ်တဲ့ဇကားတွေမှန်မှန်တဲ့ဇကားတွေမဟုတ်တဲ့သတင်းသုံးသက်ချက်တွေကြတော့ကျွန်တော်တို့ကလက်ခံလို့မရဘူး เนาะအဲ့တော့ဟိုနေဝင်းတမခဲ့တဲ့1982ခုနှစ်ကနေတော့ဥရီပြုတ်ခဲ့တဲ့1984ဥရီအတိမပြုတ်ပြီးတဲ့အချိန်မှာပြည်နယ်ခုနှစ်ခုတိုင်းခုနှစ်ခုဆိုပြီးတော့တိုင်းသားတွေကိုအတဲတန်အယောင်ဆောင်လေးနဲ့လက်မှတ်ထိုးခိုင်းပြီးတော့ပြည်အောင်စုစိတ်သက်ဆိုပြီးတော့မဆလာပါတီတက်လာတာမဆလာအချိန်နေမကောင်းတော့88မှာတာဆာညာကိုထိုးထဲတာအာတာဆာညာအချိန်နေမကောင်းတဲ့ခါကျတော့ခင်ဗျာကြမ်းခံရီကိုထိုးထဲတာအကြမ်းခံရီကတော့အချိန်နေကောင်းတယ်အခုချိန်ကြီးနှစ်ပေါင်း30ကျော်တိကိုဒီကောင်ဆရာကြီးကြတယ် ခင်ဗျားကိုသိအောင်ပြောပြမယ်။ကြမ်းခံရေးရကောင်လေးအဲ့တဆာညာကောင်လေးအဲ့မာဆာလာလက်ကြံကောင်လေးခုချိန်ကြီးရှိသေးတယ်ခင်ဗျားတို့ခင်ဗျားတို့ပြောနေတာတဲ့နိုင်ငံရေးနားလေတယ်တုတ်တုတ်နိုင်ငံရေးတော်တယ်ဒီကောင်လေးအဲ့ကောင်လေးမှာတကယ်ဆရာကြီးနိုင်ငံရေးကိုဆရာကြီးဘလို့ကလိန်ကကြစ်ကြာကြီးဘလို့လူပွားဝါရမလဲဆိုတော့အတွေးခေါ်တယ်အပြေဝါရှိတယ်နိုင်ငံတကာကိုဘလို့မျက်နှာချိုတွေးရမလဲတန်တမန်နီးလန်းရနားလေတယ်အဲ့ပါတီကလပ်စီမှာရှိတဲ့ကောင်လေးအခုချိန်ကြီးရှိတယ်ကျွန်တော်ပြောတာရှင်းရှင်းလေးနော် တိုင်းရင်းသားလူမျိုးပေါင်းစုံထဲမှာသူတို့အလံနဲ့သူတို့ရှိကြတယ်ဗမာမှာကိုပိုင်အလံရှိသလားဆိုတာကိုကိုပိုင်ကိုစဉ်းစားလို့ဗမာတွေမှာခင်ဗျားတို့ဗမာကဘာစောက်စိတ်သက်တည်နေဆိုတော့အပြည်တော်စုစိတ်သက်ဘိုးဆိုးရစိတ်သက်ဘိုးဆိုးရစိတ်သက်လှိုင်ဝင်းပြောသလိုပြည်တော်စုတက်မတော်ကြီးပေါ့ပြည်တော်စုတက်မတော်ကိုဘလို့ဖွဲ့စည်းလဲမသိလို့မေးကြတာပြည်တော်စုတက်မတော်ဖွဲ့စည်းရခြင်းအကြောင်းရင်ခေါင်းစဉ်နီလန်နေဦးတွေစီမင်းစည်းကမ်းဆိုတာရှိတယ်ပြည်တော်စုတက်မတော်ကိုလူဦးရေချိုးစားနဲ့တက်မှာမလားပြည်နယ်နယ်နိမိတ်ချိုးစားနဲ့တက်မှာမလား ဘလို့အဖွဲ့စည်းပုံနဲ့ဘလို့ခေါင်းဆောင်မျိုးနဲ့ဘလို့ဥပဒေနဲ့စီမင်းစည်းကမ်းနဲ့နားလဲတယ်ပြည်တော်စုဆိုတာဗမာတွေဥဆောင်ပြီးတော့မလုံနဲ့ဗမာတွေတည်တာများနေပြီအခု PDF တော်တော်များများဗမာတွေတည်တာများတယ်ဒီမှာအခုတိုင်းရင်းသားတွေသားမှလည်းတိုင်းရင်းသားတွေတည်တာများတာပဲဒါပေမဲ့ခင်ဗျားတို့ပြည်တော်စုစိတ်ထဲနဲ့ပြည်တော်စုတက်မတော့ဖွဲ့စည်းဖို့ဆိုရင်ခင်ဗျားနဲ့ခင်ဗျားတို့နဲ့ကျွန်တော်တို့နဲ့နည်းနည်းကပါမေးခွန်းလေးတွေမေးချင်တယ်ကျွန်တော်တို့အင်္ဂလိပ်လိုတော့မပြောတတ်ဘူးဗမာလိုတော့အရေးလေးလေးပြောတတ်တယ်နော်ပြည်တော်စုစိတ်သက်ဆိုတဲ့ပြည်တော်စုဖွဲ့စည်းပုံအခြေခံဥပဒေပြည်တော်စုတက်မတော်ကြီးဖွဲ့စည်းဖို့ဆိုရင် ပြည်ထောင်စုတက်မတော်ရဲ့ခေါင်းစဉ်ကိုအရင် ခြားပြရမယ်။သူ့ရဲ့အထိပ်ပဲလေးနက်မှုပါဝင်ပတ်သက်မှုပူပေါင်းဆောင်ဝင်မှုစီမင်းစည်းကမ်းဥပဒေနီလန်းဥပဒေနီဥပဒေတွေကိုဘယ်လိုတတ်မှတ်မလဲဆိုတဲ့ဟာကိုစဉ်းစားတတ်ဖို့တော့လိုတယ်။ပြည်ထောင်စုတက်မတော်ဆိုတိုင်းဖင်ရပြီးတော့ဟိုလက်သုံးချောင်းထောင်ပြီးဝင်လာလို့တော့မရဘူး။ခင်ဗျားတို့ဗမာနှစ်ပေါင်း80ကျော်เนาะနှစ်ပေါင်း80ကျော်အုပ်ချုပ်လာတဲ့စစ်အုပ်စုတော်မှခင်ဗျားဖင်ချခံရတာမနေ့တည်းကမှလက်နက်ကင်ပြီးတော့လူပွားဝမ်းမှကြံရင်တော့စီမစွတ်ဘူးကျွန်တော်တို့စီရှားတာခတ်လို့စီရှားလို့ เนาะနီးစက်ရတရွေးပဲကောက်ပြီးတော့မယ်ခင်ဗျားတို့เนาะခင်ဗျားတို့စီမစွတ်ဘူးအခုကောင်လေးဟိုမင်းအောင်လည်းအုပ်စုတော့ကောင်းကောင်းစီဆွတ်လိုက်တရွေးဆွတ်လိုက်နေတော့လှုပ်ပေးနေတယ်ခင်ဗျားတို့ကလေးကြလို့ရှင်ခင်ဗျားတို့ပြောတယ်ပြည်တော်စုတက်မတော်ကြီးပေါ့ဗျာခင်ဗျားတို့ပြည်တော်စုတက်မတော်ကြီးနဲ့ဝင်လာမယ်ဆိုရင်အဲ့ပြည်တော်စုတက်မတော်ကြီးကိုကျွန်တော်တို့တရွေးပဲဆွတ်မှာစီမစွတ်ဘူးစီရှားလို့เนาะအဲ့တော့ကိုငင်းချောင်းအောင်လို့လည်းကျွန်တော်ပြောခြင်းတယ်လူငယ်တွေစိတ်တက်ကြအောင်မလုပ်နဲ့ခင်ဗျားတို့88တော်က ကရင်နယ်မြေတို့ခင်ဗျားနေပြည်တော်နားတော့ကတ်တယ်ဗျာခင်ဗျားတောင်ကနားတော့ကတ်တယ်မှန်တယ်စစ်တောင်းမြေမှာစိုးမိုးတယ်မှန်တယ်ဒါပေမဲ့ထော်ပိုင်းစစ်စင်ကြီးပေါက်ကြားသွားတဲ့အချိန်မှာအဲတောင်ပိုင်းရဲ့စစ်စင်ကြီးအားလုံးဒီ1993ခုနှစ်ကကရင်ကရံကိုနှုတ်ထုတ်သွားတယ်1994 95မှာမုံနဲ့ကရင်နဲ့စပြီးတော့ပြဿနာတက်တယ်1995မှာ DGB စပေါ်ခဲ့တယ်1999မှာမဲတော်တိုက်ပွဲအပြင်းထန်တွေဖြစ်ပြီးတော့ကျွန်တော်ခွေးတောင်ကြီးကြာပြီးတဲ့အချိန်မှာမာနယ်ဘလော့ပါဆုံးရှုံးသွားတယ်ဟုတ်ပြီနော်ဟုတ်ပြီနော်အဲ့တော့ပြောချင်တာတစ်ခုတမိုင်းတွေလေ့လာပါ သဘောတရားကိုကြည်ညက်ပါစာအုပ်တွေဖတ်ပြီးနိုင်ငံခြားမှာနေပြီးတော့ပြောချင်တိုင်းပြောလို့မရတဲ့ခင်မတော်ဘူးလူငယ်တွေကိုအသိမပြုတ်ဖို့လိုတယ်အညာဒေတာမှာကြီးွယ်မြက်ွယ်မကောင်းဘူးနေမြေဒေတာမကောင်းဘူးဒါပေမဲ့ယနေ့အချိန်ထိကြံ့ကြံ့ခံပြီးတော့ရက်တိနိုင်တာဘောကအဲ့ဒါတက်တိအဲ့ဒါသူရဲကောင်းဟဲ့လားအတိုးကောင်းကောင်းလို့အဲ့လိုရက်တိနိုင်တာခင်ဗျားတို့ပြောချင်အန်ယူဂျီနဲ့စကားစကားကိုပြောတိုင်းရင်သားနဲ့ပီတီအိုကိုမပြောနဲ့လက်မခံဘူးကျွန်တော်တို့တိုင်းရင်သားနဲ့ပီတီအိုကိုပြောနဲ့တော်လန်ရေးအပေါ်မှာပြောမယ်ဆိုရင်သုံးသပ်မယ်ဆိုရင်စကားစနဲ့ NUG ကိုတိုက်ရိုက်ဝေပန် NUG ကိုတိုက်ရိုက်တုံတက်အလုံးစုံခြုံပြီးတော့ဟိုကောင်ဆောက်တုံးမကြဘူးဒီကောင်ဆောက်တုံးမဟုတ်တော်လိုင်းနှိကွေးနေတယ်လားမပြောနဲ့ခင်ဗျားတို့တကယ်ဥဆောင်ရမယ်အစိုးအစိုးရတယ်တကယ်ဥဆောင်ပေးရမယ်ဆိုတဲ့လူတွေကတော့ထိတ်ပိတ်ခဲ့လို့ကျွန်တော်တို့လူငယ်တွေရှေ့ဆက်ပြီးတော့တိုးလို့မရတာဒါကိုခင်ဗျားတို့နားလဲဖို့လိုတယ်အရန်ပင်ပန်းတယ်အရန်စူးစမ်းရတယ်တရားရကန်တို့စူးစမ်းတော့မှ80 80ရကန်တို့အတတင်ဖို့တော်တော်စူးစမ်းရတယ်နော် ခုချိန်ကြီးမြေပြန်မှာနေပြီးတော့ကြည်ကွယ်မျက်ကွယ်မကောင်းဘဲနဲ့အညာဒေသမှာတကယ်စစ်တိုက်ပြီးတော့တကယ်ဂျန်သူကိုကြံ့ကြံ့ခံနိုင်ရှိတဲ့လက်နဲ့တိုက်နေတဲ့လူတွေကိုအသိမဲ့ပြုရမယ်။ဒါကျွန်တော်တို့ရဲ့အမှန်တရား။တိုင်းရင်းသားတွေကိုယ်နဲ့မျိုးကိုတိုက်ယူနေတယ်။ဒါသူတို့တရားတယ်။ဒါသူတို့တရားတယ်။တိုင်းရင်းသားဒေသတွေလွတ်မြောက်သွားမှကျွန်တော်တို့ဗမာပိုင်းနယ်မြေနောက်ကျောလုံလုံနဲ့ကျွန်တော်ရှေ့ဆက်လို့ရမယ်။ကျွန်တော်အမြဲတမ်းပြောခဲ့ပြီးပါပြီ။တော်လန်ရေးဆိုတာနောက်ကျောမလုံရင်ရှေ့ဆက်လို့မရဘူး။ခင်ဗျားတို့ကရင်ပြည်နယ်မှာတောင်ပိုင်းမှာ DB တပ်ပေါင်းစုကြီးပြိုကွဲသွားတဲ့အကြောင်းရင်းစီနောက်ကျောမလုံတော့လို့ DB ပြိုကွဲသွားတာ။ကရင်နှချမ်းကွဲလို့ DB ပြက်စီးသွားတာ တော်လင်းကြီးနောက်ဆုံးသွားတာဒီနေ့ကလာတော်လင်းအားကောင်းတယ်တိုင်းရင်သားကြီးသူ့လို့သူ့လို့နေတယ်သူ့မှသူစူးစားတယ်ခင်ဗျားတို့ဒီမှာမနေ့ကဆိုရင်လူကြီးတွေကျွန်တော်ပြောတော့လူကြီးတွေလာတယ်ကျွန်တော်ရှေ့ရောက်ဖြတ်သွားတယ်ကျွန်တော်ရှေ့ရောက်ပြသွားတယ်ကျွန်တော်လည်းသိနေရပဲဒီမှာလည်းခေါ်လာပဲလမ်းကြောင်းလိုက်ခဲ့မလားမလိုက်ဘူးစိတ်ဝင်စားဘူးလူကြီးတွေလည်းသူ့လို့သူ့လို့ကျွန်တော်တို့လည်းကျွန်တော်တို့လို့ကျွန်တော်တို့လို့အားရရတိချက်ပဲဗမာတွေလိုဟာလူကြီးလာမယ်ဆိုတော့ဟိုလမ်းရှင်းကိုင်းဒီလမ်းရှင်းကိုင်းဟာတိုက်ပုံလေးဝေပြီးတော့လူကြီးကိုသွားပြီးဖဖရဂါရဝပြူမိတ်ဆက်ဓာတ်ပုံရိုက်တဲ့ထဲမှာကျွန်တော်တို့မပါဘူးအားလုံးကိုလို့ကိုလို့ရမှာဒီချိန်မှာအားလုံးကိုလို့ကိုလို့ရမှာဓာတ်ပုံရိုက်ရမယ့်အချိန်မဟုတ်တော့ဘူး နော်အဲ့တော့ဟိုဘယ်လိုပြောမလဲလူတွေကကိုယ့်လို့ကိုယ်လုံးနေတာဖះဟောစကားလို့ကိုယ့်လို့ကိုယ်လုံးနေတာဖះတော်မှလူတွေကကိုယ့်လို့ကိုယ်လုံးနေတယ်ဆိုတော့ဟာနဲ့ကျွတ်တန်းသွန်သွားတာဗျဖះကလည်းအစွဲမချွတ်ခဲ့ဘူးဖះမဖြစ်ခင်ကနော်ခင်ဗျားတို့ဒီ body ညောင်ပင်ကြီးနဲ့နေတဲ့ညကန်ပါမှာကဆုံလားဖြစ်ဗုဒ္ဓနေလို့သမတ်မတ်ခင်မှာဗုဒ္ဓမြတ်စွာဘုရားမဖြစ်ခင်မှာမြတ်စွာဘုရားကိုချွတ်ခဲ့တာစာတူးကြီးအဲ့စာတူးကြီး လူတွေကလူလောက်လူလုံနေတာဆိုတော့ဖះကိုချွတ်ခဲ့တာလူတွေပဲလူတွေကလူလောက်လူလုံနေတာဖះအဲ့ဒါနဲ့မှတ်ပြီးတော့ငါကငါအလုပ်ငါလုပ်ရမယ်ဆိုတာကို तू တိသွားတာဖះကအဲ့ပေါ်မှာဟိုစဉ်းစားညံ့နေနဲ့တုံးတက်ပြီးတော့အမှန်မှအမှားမှန်ဝေဖန်ပြီးတော့စัจ java ရာကြီးကိုတခုလုံးခြုံငုံပြီးဘယ်ဟာမှားလဲဘယ်ဟာမှန်လဲဆိုတဲ့ဟာကိုအသိဉာဏ်ပညာလဲပွင့်သွားတာအဲ့ဒါကိုသိဖို့လိုတယ်လူတွေကလူလောက်လူလုံဖို့တော့လိုတယ်လူလောက်လူမလုံရင်တော့လူတွေအကုန်လုံးရှုပ်ကုန်မယ်အဲ့တော့ခင်ဗျားတို့တီပားနေပြီးတော့ဖင်ကောင်းမကျင်နဲ့ပြည်တွင်းတော့ဝင်လာကြည့်ပြည်တွင်းတော့တစ်ချက်လောက်ပြန်ဝင်လာခဲ့ကျွန်တော်ကြိုးစိုးပေးမယ် တို့အာမခံပဲခင်ဗျားတို့အသက်တွေခင်ဗျားတို့လုံခြုံရေးတွေပြည်တွင်းထဲမှာရှိနေတဲ့ညီကိုတွေပြည်တွင်းထဲမှာလှုပ်ရှားနေရတဲ့ PDF ရဲဘော်တွေဘလို့ဒီကြမ်းကြမ်းခံပြီးတော့တို့တို့မှာလက်ကုံရက်လေးဆိုသူများမဟုတ်ဖို့ပေးတာလေးစားပြီးတော့အကောင်လေးတရက်နှစ်ရက်စားပြီးကျန်တဲ့ရက်တွေဆိုရှင်မရှိမရှိမှန်းနဲ့စားပြီးတော့နေနေရတာတောက်ကိုချင်းစာတောက်ကိုချင်းစာဒါနာနံပါတ်1နားလဲပို့လို့လေတော့ယနေ့ခေတ်လူငယ်တွေဖွံ့ဖြိုးလာတဲ့ ID နေပညာခေတ်ကြီးမှာလွတ်လပ်စွာမပြောပါနိုင်ပဲနဲ့လက်နဲ့ကင်ပြီးတော့မိဝေးဖဝင်းနေနေရတဲ့ပြဿနာတွေဒါတွေကိုခင်ဗျားတို့နားလဲဖို့အရန်ရေးကြည့်တယ် နော်အားလုံးမစော်ခါနဲ့ခဏလို့ပြောတဲ့သကလုံးတွေအားလုံးကအားလုံးစော်ခါနေတာကိုမလို့ပြန်တုံးတာငါပြောလိုက်တဲ့စကားတခုကဘသူ့ပေါ်စော်ကားနေရလဲကျွန်တော်တို့ပြည်သူတွေပိန်းနေမှန်းနေကျွန်တော်တို့ပြည်သူတွေကပိန်းတာမဟုတ်ရိုးတာရိုးတဲ့အခါကျတော့အပါအပါတော့သုံးမရတော့သုံးမရတော့အတုံးချမဲ့ကောင်တွေကချောင်းပြီးတော့ပြည်သူလူထုကိုအတုံးချတာနိုင်ငံရေးဆိုတာဒါပဲနိုင်ငံရေးဆိုတာနားမလဲတဲ့လူကိုအတုံးချတာပဲနော်စကားစကားလည်းနားမလဲတဲ့ကောင်တွေကိုအတုံးချတယ်ခင်ဗျားတို့ဒီ UNG ဆိုပြီးတော့ညီပေါ်ညီပိန်းပေါ်ဗျာကျွန်တော်တို့ပြောတဲ့ကောင်တွေအဲ့ကောင်တွေနိုင်ငံရေးနားလဲလို့မဟုတ်ဘူး ဲ့ကောင်လေးလို့နိုင်ငံရေးနားလည်ရင်ကိုယ့်ရဲ့အကိုပိုင်အခွင့်အရေးနဲ့ကိုယ့်ရဲ့ရည်တည်ချက်ရှင်သန်မှုတွေကိုနားလည်လို့ရှိရင်ဘာမှရှင်းပြနေတာအကြောင်းမရှိဘူး။ဘယ်ကောင်လူလိမ်ဘယ်ကောင်တခိုးဘယ်ကောင်လူဆိုးဆိုတာသူ့ဘာဆိုခွဲတတ်တယ်။အဲ့ဒါဘာနဲ့ဆိုင်လဲဆိုတော့အတွေးခေါ်နဲ့ဆိုင်တယ်။အတွေးကြုံနဲ့ဆိုင်တယ်။အတွေးခေါ်နဲ့အတွေးကြုံပေါင်းဆက်ပြီးတော့မှလူဆိုတာလူကောင်းဖြစ်တာဗျ။ကျွန်တော်တို့ကအတွေးခေါ်လဲကောင်းတယ်အတွေးကြုံလဲရှိရတာနဲ့လူကောင်းမဖြစ်တာတော့ကျွန်တော်နားမလဲတော့ဘူး။အဲ့တော့အားလုံးကျေးဇူးတင်တယ်ခင်ဗျားတို့စကားတွေကိုခင်ဗျားတို့ပြန်ပြီးတော့ပြင်ဆင်နိုင်ပါသေးလို့ပြောရင်ဒီလိုက်ကိုနှိကုံချုပ်